ားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ official ဈေးရန်တဲ့က mirroring ဈေးကွက်ထင်မှာရွေးချယ်စရာအသစ်ဖြစ်လာနိုင်တဲ့ Samsung Galaxy A36 Clay ကို unboxing လုပ်ပြီးအတူတူကြည့်မှာဖြစ်ပါတယ် A36 ရဲ့ဈေးတန်းက8128 gig ကို15သိန်း8000ခွဲဝန်းကျင်နဲ့ကျွန်တော်တို့ဝယ်ယူရမှာဖြစ်ပါတယ်။တိုးတက်လာတဲ့အချက်အနည်းငယ်ကတော့ဒီဇိုင်းသူမြင်ပိုင်းမှာဆိုရင်တော့ signature look လို့ပြောရမှာပေါ့နော်။ဒီ A25, A35, A36 အစရှိသဖြင့်ဟို number တွေကပြောင်းလာပြီးမြဲဒီဇိုင်းအသွင်ပြေအချိုးကွေးအားလုံးဒီတော့ A36 မှာအတူတူပဲ။အဲဒီနှစ်မှာတော့သူရဲ့ awesome တက်ထားတဲ့ Ocean Line လို့ Ocean Violet တို့အစရှိသဖြင့် color လေးတွေမှာတော့နောက် back ကပါရဲ့အယောင် gradient ပြေးတာလေးကတော့တော်တော်လေးလှလာတယ်။ပုံသဏ္ဍာန်အချိုးအကွေ့အသွင်ပြင်ပေါင်းအနေထားအားလုံးဒီကတော့ကျွန်တော်တို့ signature လုပ်ပဲပြောရမယ်။ A series ရဲ့အမြင်နေကြပုံစံအတိုင်းပဲမြင်တွေ့ခံစားရမယ်။ SOC အနေနဲ့ဆိုရင်တုံးနေကြ Exynos ကိုမတုံးပဲနဲ့ဒီတစ်ခါတော့ Snapdragon 6 Gen 3ကိုတုံးပြီးထားလာတော့ပိုကောင်းလာတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ performance ဘိုင်းကိုရှင်းမယ်ဟိတ်ဆိုရင်တော့မတိမ်မြင်အနေထားမှာပဲ ဲရှိတယ်ဘက်ထရီစားကတော့စစ်ဂျန်ဒရီမှာနည်းနည်းတက်တာနိုင်တယ်လို့ထင်ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုတေချာဆန်းကြည့်မှာတော့အတိမှာဆာဘက်ပေါ်ကဇရားတွေကတော့ဘက်ထရီစားတက်တာတယ်ပေါ်ဖော်မန့်စ်ကတော့အရင်ကြီးတိတ်မကွာတဲ့အနေအထားမှာရှိပါတယ်ဆော်ဝပိုင်းအနေနဲ့ကတော့ပါဖက်အဖြစ်ဆုံး mid range တလုံးလို့ပြောလို့ရမယ်ဗျဘာလို့လဲဆိုတော့ဒီ A36 ကိုကျွန်တော်တို့ဝယ်မယ်ဟေးဆိုရင်သူက OS ရဲ့ major update အာ၄ချိန်ပေါ့နော် generation ၄ခုအထိရမယ် security patch ဆိုရင် Exit GRT Security Patch တွေကို update ပေးပါမယ်ဆိုပြီးတော့အာ Samsung ကအာလုံးဝသူ့ရဲ့ site မှာလည်းကြော်ညာထားတာတွေ့ရတာဆိုတော့ future proof ဖြစ်တဲ့ software experience မျိုးတော့ကျွန်တော်တို့ရမယ်ပေါ့နော်အာ update က default ဒီ2030 2031လောက်ထိ software ဘိုင်းဆိုင်ရာ update ဖြစ်နေမယ်ဖုန်းတစ်လုံးဖြစ်တာကတော့ ကောင်းတယ်အာ display ဘိုင်းအနေနဲ့ရော Samsung ရဲ့ Super AMOLED 6.7 inch ကိုပဲတုံးပေးထားတယ် Full HD Plus Resolution နဲ့ကြည့်ရမယ်120 Hz refresh rate support ပေးတယ် peak brightness ကတော့1200 nit ဝန်းကျင်ရမယ်လို့ရေးထားတာတော့ကျွန်တော်တို့တွေ့ရတယ် A series ရဲ့ထုံးစံတိုင်းရေစိမ်ခံတဲ့ဖုန်းတစ်လုံးဖြစ်တယ်လို့ဒီနေ့အကျန်းခံနိုင်မှုအတွက်တော့ Corning Gorilla Bit Test Plus ကိုတက်ပေးထားတယ်ရှင်းနောက်က glass pad တွေကိုပဲတုံးပေးထားတယ်ပြောထားပြီးတော့ frame ကတော့ plastic frame ပဲတုံးပေးထားပါတယ် Samsung ရဲ့ Advanced AI ကလည်း A36 မှာတုံး ံးလို့ရပြီပေါ့နော် object erasing လို့ဒါ editing feature gallery edit feature တွေက A36 မှာတုံးလို့ရအောင်တခါတည်းပါဝင်တာကိုတွေ့ရတယ် camera ဘိုင်းအနေနဲ့ကတော့ traffic camera ဆက်လက်ပဲ50 megapixel main camera တက်ပြီးထားတယ်8 megapixel ultra wide lens နဲ့5 megapixel macro camera ပါတယ်နောက်မှာကျွန်တော်တို့ sample photo အချို့ကိုလည်း ထည့်ထားတယ်ပုံတွေကိုဆိုင်းဆိုင်းကြည့်တဲ့အနေထားမှာရလာတဲ့ portrait reset တီနောက် landscape reset တီကကျွန်တော်တို့သုံးခဲ့ဘူးလေအရင် A series ဆိုကြပါဆို A35 A34 တို့ထက်တော့တိတိတသား image processing လीကောင်းလာတာကိုတွေ့ရတယ်ပုံများများကြည့်ကျင်တဲ့ hey ဆိုရင်တော့ကျွန်တော်တို့နောက်မှာ segment ထည့်ပေးထားတယ်ကြော်ကြည့်လိုက်ပါဒီမှာလဲ sample photo အနည်းငယ်တော့ကျွန်တော်ပြလိုက်မယ်အဲ့တော့ ကင်မရာပိုင်းမှာထိုးတက်လာတယ်လို့ပြောလို့ရတယ်။ဘက်ထရီကတော့9000 mAh ပဲတက်ဆင်ပေးထားတယ်။အဲချာဂျင်ကတော့45ဝက်ဖြစ်သွားတယ်ဆိုတော့ပိုကောင်းလာတယ်လို့တော့ပြောရမှာပေါ့ဗျာ။အဲတော့ Galaxy A30 6G ရဲ့ပြင်ပအနိဋာအခြေအနေကိုကြည့်ကျင်နေဟိဆိုရင်တော့အားကြောင့်လည်းတူလိုက်ပြီးတော့ကြည့်လိုက်ပါအောင်ခင်ဗျာ။စမ်းဆောင်း Classy A36 5G version မှာ 8128GB version ကို15,800ခွဲနဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ဖောက်ကြည့်အောင်ပါ ဟုတ်လာတယ်နော် Samsung A37 ရဲ့ Awesome Lime နဲ့နော် Lime color လေးဖြစ်ပါတယ်ကျွန်တော်ပြီးမှကြည့်ပါမယ်ဘူးထဲမှာတော့ charger ကတော့မပါဘူးပေါ့နော် wire height ဆိုရင်တော့ကျွန်တော်တို့လက်ဆောင်ပေးပါတယ်စင်း ejector Type C2 Type C ဂျိုးလေးပါမယ်ပုံမှန်တိုင်းကတော့ဘယ်သူမှမဖက်တဲ့ user guide တွေ warranty guide တွေထည့်ပေးထားပါတယ်ကဲအဲ့တော့ကျွန်တော်တို့ခွာကြည့်အောင် Samsung Galaxy A36 လေးရဲ့ big quality design အတားနာပါပုံပန် design အတွင်းပြင်ကျွန်တော်တို့เนาะဘောင်းလေးနောက် back ကပါအချိုးကွီအလုံးကမြင်တွေ့နေကြ A series ရဲ့ signature look ကိုရတယ်ဒီ awesome line color လေးကတော့လူငယ်တော်တော်များများကြိုက်လိမ့်မယ်နောက်မှာသုံးမိထားတဲ့ gradient ရောင်ပြီးလေးတွေကလည်းတော်တော်မိုက်တယ်လှတယ်ပေါ့နော်လူငယ်ကြိုက်အနေထားမှာရှိတယ်ကျွန်တော် glass back ကိုပဲသုံးမိထားတယ်ရှိရတော့ Corning Gorilla glass bit test plus ကိုသုံးပြီးထားတယ်ပေါ့နော်အကျန်းခံနိုင်ဖို့အတွက် a series ရဲ့ထုံးစံတိုင်းကတော့ကျွန်တော်တို့ အကြီးဆုံးခံနိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ကင်မရာဆက်ရက်ကတော့ပုံမှန်တိုင်းပဲ travel camera ဆက်ရက်ကိုသုံးပေးထားတယ်။ main camera ကတော့15 megapixel Sony IMX sensor ကိုသုံးပေးထားပြီးတော့အပေါ်ဘက်မှာတော့8 megapixel ultra wide lens ရဲ့ဒီအောက်ဘက်ထဲမှာတော့5 megapixel macro camera ကိုတက်ဆင်ပေးထားတာတွေ့ရပါတယ်။ဒီမှာကျွန်တော် flash mirror ပါတယ်ပေါ့။ရှေ့ဘက်မှာတော့13 megapixel selfie camera ကိုတက်ဆင်ပေးထားပါတယ်။ camera brand လေးကတော့ကျွန်တော်မဆိုးသလောက်ထွက်တာကိုတွေ့ရမယ်။ဒါပေမဲ့ A36 မှာဒီနှစ်မှာခေါင်းလာတာ ရှိပါတယ်။ပူပါပူပေါ်လာတယ်လို့ပြောလို့ရတယ်။အထူက7.4 mm ပဲရှိပြီးတော့အလေးချိန်အားကြတော့ကျွန်တော်တို့ 196g ဆိုတော့မနစ်က A35 ထက်တော့အနည်းငယ်လေးပူပေါ်ပူပါလာတယ်လို့ပြောလို့ရပါတယ်။အပေါ်ဘက်မှာတော့ mic noise cancellation port လေးပါမယ်။ဒီဘက်ဘေးမှာတော့ကျွန်တော်တို့ volume up down power button အောက်ဘက်ခြမ်းမှာကျွန်တော် speaker ပါမယ် mic နှလုံးပါမယ် type c port ရယ် sense slot လေးထည့်ပေးထားတယ်။ကျွန်တော်ဒီဘက်ဘေးကတော့ လုံးဝပြောင်းဖြစ်ပါတယ်။ sync card ကတော့ dual sync slot ဖြစ်ပြီးတော့ memory card ထည့်သွင်းအသုံးပြုနိုင်မှာမဟုတ်ပါဘူး။ screen size အနေနဲ့ကတော့6.7 inch super AMOLED display ကိုအသုံးပြုပေးထားပြီး Full HD+ resolution နဲ့ကြည့်ရမယ်။120 hz refresh rate support ပေးလို့ peak brightness ကတော့1200နဲ့အထိရနိုင်ပါတယ်ပေါ့နော်ပုံမှန်တိုင်းတော့ DCI-P3 100% HDR10+ တွေလည်း support ပေးပါတယ်အဲ့တော့ကျွန်တော်တို့ဆက်လက်လေးလုပ်ကြည့်ရအောင်ပါ security ဘိုင်းအတွက်ကလည်းကျွန်တော် under display fingerprint ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်။ A36 လေးကိုကျွန်တော်ဆက်လက်လုပ်ပြီးတော့မြင်တွေ့ရမယ်အနေထားပေါ့နော်အရင်ဆုံး display ကိုကြည့်ရဲ့အနေထားမှာချင်းနေပါစေတွေကတော့အခြား15ဒိန်းနဲ့ဖုံးနေတဲ့စာရင်တော့နည်းနည်းလေးထူတယ်လို့ခံစားရတယ်ပန်ရှိုးလေးနဲ့တော့လာပါတယ်သူ့ရဲ့အယောင် color panel quality ကတော့ကျွန်တော်တို့ဆက်လက်လုပ်ပြီးမြင်ရခြင်းအနေထား brightness လည်းလင်းတယ်လို့ color saturation ပါညာကတော့ Samsung Super AMOLED display တွေအတွက်တော့ ဒါပြပြောစရာမရှိဘူးကြည့်လို့ကတော့ကောင်းတယ်ဆိုတဲ့အနေထားမှာရှိတယ်ဒီနေ့မှာထူးထူးခြားခြားအနေနဲ့ကဒါကျွန်တော် Galaxy AI feature တွေအားလုံးက A series မှာပါလာတော့အဲ A36 မှာလည်းအဲ Samsung ရဲ့ Galaxy AI ကိုဒီပေါ်မှာသုံးလို့ရတယ်ကျွန်တော် Gemini နဲ့ Bidding ဆက်တဲ့အနေနဲ့ပါဝင်နေနောက် Cycle to Search ပါညာလည်းလှုပ်လို့ရတယ်ပေါ့နော် Cycle to Search လှုပ်လို့ရှင်နေဟဲ့ဆိုရင်ကဒီ button တွေသုံးတယ်ဆိုဒီကျွန်တော် main button ကိုဖိပြီးတော့ကိုတိကျနေတဲ့ဟာကို circuit to search လုပ်ပြီးတော့ share လို့ရတာအောင်ပြောတာပါနောက်ထပ်ကျွန်တော်တို့ဒီမြန်မာ official ဝင်တဲ့ Samsung အလုံးတွေကဘာကောင်းတာဆိုတော့ဒီလို Google service တွေတခါတည်းပါဝင်တယ်လို့ပေါ့နော် call recording call recording မှာဆိုရင်အဲကျွန်တော်တို့အခြားဒါထိုင်းအလုံးဘာညာအခြားနိုင်ငံအလုံးတွေဝယ်သုံးရင်အဲ call record ကတခါတည်းမပါတတ်တာဖြစ်တဲ့တည်းမြန်မာ official အလုံးတွေကတော့စီးပွားရေးလုပ်ငန်းသုံးမဲ့သူတွေအတွက်ဆိုရင်ဒီ call recording ပါတာကိုဝယ်တဲ့အတွက်အသာချက်တစ်ခု ဖြစ်နေလိမ့်မယ်ပေါ့နော်ကော်ရကော့ကိုအတန်ဖန်းနေသည်လို့မအော်ဘဲနဲ့အဆင်ပြေပြေတုံးလို့ရတာဒီမြန်မာ official အလုံးကြီးရဲ့အားသာချက်ပေါ့နော် Samsung ဝယ်တဲ့လုပ်ငန်းရှင်တော်တော်များများလည်းအဲ့ဒီ core recording ကြောင့် Samsung ကိုခြိုက်တာနောက်ထပ်အားသာချက်တစ်ခုကတော့ဒီသူ့ရဲ့ One UI 7.0ကိုတခါတယ်အဲကျွန်တော်တို့ A36 ကိုဝယ်လိုက်ပြီဆိုတဲ့ ਨੇ တခါလေတန်းတုံးလို့ရတယ်ပေါ့နော်အခြားဟာတွေဆိုရင်တော့စောင့်ပါအောင်မယ်ဒီကောင်မှာကကျွန်တော်တို့ major os upgrade က generation 6ခုထိပြီးမယ် security upgrade က 5g ရပေါ့နော်၅နှစ်ရမယ်ဆိုပြီးတော့သူရဲ့ official site မှာတော့ အရေးထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ future proof ဖြစ်တဲ့ software update တွေကိုရမယ်ပါဝင်တဲ့ SOC ကတော့ဒီနှစ်မှာအဲ့စတော့မဟုတ်တော့ဘူး Snapdragon 6 Gen 3ကိုတုံးပြပေးထားတာဖြစ်တဲ့အတွက်တော့သဘောကျမယ် performance ဘိုင်းအနေနဲ့ဆိုရင်တော့အာမတိမ်မြိမ်ပဲဒါပေမဲ့6 Gen 3ပြောင်းလဲတုံးပြတာဖြစ်တဲ့အတွက်တော့နည်းနည်းလေးပို့ပြီးတော့ နည်းနည်းလေး battery ပိုခံနိုင်တဲ့အနေအထားမှာရှိရယ် performance ကတော့မတိမ်မငိမ့်ပါပဲ play feature တွေကျွန်တော်ဝင်ကြည့်အောင်ပေါ့နော်အဲ့မှာကျွန်တော်တို့ lighting depthing ပါမယ် brightness ပါမယ် eye comfort ရှိရတော့အခြားဖုန်းတွေမှာဆိုရင်တော့ကျွန်တော် reading mode ပေါ့နော်အဲဒီမှာတော့ eye comfort ရှိလို့သုံးတယ်ဒီကောင်သုံးလိုက်တဲ့အချိန်မှာ blue light filter လောက်တာဖြစ်တဲ့အတွက်အဝါရောင်ဘက်ကိုတန်သွားလိုက်မယ် နောက်ထပ်ကကျွန်တော် screen မှုပေါ့နော် screen မှုမှာကကျွန်တော်တို့က vivid color နော်အရောင် color ဆိုဆိုတောက်တောက်လေးနဲ့ကြီးရင်တော့ vivid ကိုရေးပါပြင်ပနဲ့တူညီတဲ့အရောင်ကိုကြည့်ကျင်နေဟဲ့ဆိုတော့ natural ကိုရေးပေါ့နော်ဒီမှာတော့ကျွန်တော် vivid နဲ့ပဲထားပြီးတော့ sample ခဲ့ပါမယ်အဲနောက်ပြီးရင်ကျွန်တော်တို့ဒီမှာ navigation bar ပေါ့နော် navigation bar ဆိုတာဒီကောင်ကိုပြောတာကျွန်တော်တို့ကဒီလို button တွေနဲ့သုံးချင်လားဒါမှမဟုတ် swipe gesture နဲ့သုံးချင်လားဒီနေရာမှာလည်းထည့်ပြောစရာရှိတာကကျွန်တော်အဲ AMOLED panel ကစမ်းဆောင်မှမဟုတ်ဘူးအခြားဖုန်းတွေမှာဆိုရင်လည်း ဟိုကြာလာရင် instagram branding လို့ခေါ်တဲ့အရေးထင်တဲ့ပြဿနာမျိုးရှိတတ်တယ်အဲ့လိုမျိုးနေရာတွေမှာကျွန်တော်အထူးသဖြင့်ဒီခလုတ်လေးတွေနဲ့တုံးတဲ့နေရာမှာဒီခလုတ်ပုံလေးတွေကအရေးထင်တတ်တယ်ပေါ့နော်အဲ့လိုရိတ်မထင်ချင်ဘူးဆိုရင်ဆိုရင်တော့အချာချာလေးနဲ့တုံးပါချက်ချာဆိုရင်တော့နည်းနည်းဒီအရေးထင်တဲ့ပြဿနာမှာအခလုတ်ပုံတော့မထင်တော့ဘူးပေါ့ဗျာ motion smoothness ပေါ့နော်အခြားဖုန်းမှာဆိုရင်တော့ refresh rate ပေါ့ Samsung မှာတော့ motion smoothness ဆိုပြီးတုံးတယ်။ adaptive ဆိုရင်တော့အလိုလျောက်ချိန်ညီပေးတာကျွန်တော်တို့ standard ကတော့တခါတယ် အာ16 hash နဲ့ပဲအလုပ်လုပ်မှာအဲ့တော့ကျွန်တော်ဒီမှာ adaptive နဲ့ပဲထားပြီးတော့သုံးလိုက်ပေါ့နော်။ तू ကလိုအပ်တယ်လို့ပေါ့။ကိုဖုန်းက16 hash နဲ့လိုရင်16 hash 120 hash သုံးမှာဆိုရင်120 hash ပေါ့အလုပ်လုပ်ပေးပါလိမ့်မယ်။ဒါက display မှာပါဝင်တဲ့ feature တွေပါ။နောက်တစ်ခါ always on display ပေါ့နော်။ always on display မှာကျွန်တော်ဒီမှာ on ပြီးသားပေါ့။အဲ့ဒီမှာကျွန်တော်တို့ကဒီ always on display ကိုဘယ်လိုအနေထားနဲ့ပွင့်ကျင်တာရော tap to show ဆိုတာဒီ screen ကို tap လုပ်လိုက်တော့မှပွင့်မှာပွင့်စေချင်တာလား။ဒါမှမဟုတ် always ထားမှာလား auto ထားမှာလား။ အဲ့ဒါကတော့စိတ်ကြိုက်တာပေါ့နော် depth to chew ကတော့တခုကောင်းနေဗျာမဟုတ်ဆိုဘက်ထရီတော့အာဘက်ထရီစားပိုတက်တာရယ်ပေါ့နော်ဒီ test screen ကို touch လုပ်လိုက်တော့မှဒီကောင်လေးကပေါ်လာမှာအဲ့တော့ဘက်ထရီစားကတော့အများကြီးတက်တာနိုင်နေပေါ့နော်ဒါမှမဟုတ် always charge လည်းထားပါနော်ကိုကအမြင်နဲ့ပေါ်ခြင်းနဲ့ဟေးဆိုနော် always မှာထားလို့ရတယ်ဒါမှမဟုတ် auto ဆိုပြီးတော့ထားရင်လည်းရပါတယ်လိုအပ်တဲ့အချိန်လိုအပ်တဲ့အချိန်သူဆုံးဖြတ်ပြီးတော့ပေါ်ပေးပါလိမ့်မယ် နောက်ထပ်ကကျွန်တော် event feature လေးကိုတစ်ချက်ပြခြင်းနေပေါ့နော် event feature event feature ရဲ့မှာတော့ကျွန်တော် intelligent feature ဆိုပြီးတော့ပါဝင်တဲ့သူ့ရဲ့ AI feature တွေကိုဒီထဲမှာပြပေးထားတယ်။ object eraser လုပ်လို့ရတာတို့။နောက် ဓာတ်ပုံတွေမှာ custom filter ထည့်လို့ရတာတွေအဲ AI slug လုပ်ပြီးတော့ကျွန်တော်တို့ဟိုပါဗောနော်ဟို cycle to search bar ညာအသုံးပြုလို့ရတာတွေ rig log ဆိုတာစာတွေကိုဖတ်ခိုင်းလို့ရတဲ့ feature လေးတွေပါတာဗောနော်ဒါသူ့မှာပါတဲ့ AI feature အာကျွန်တော်တို့ Galaxy S25 Ultra တို့ဘာလို့မှာပါသလို call interpreter တို့အဲ AI interpreter တို့တော့ မတွေ့ဘူးပေါ့နော်အနောက်ပြီးရင်ဒီမှာပါတဲ့ကျွန်တော်မာတီဝင်းဒိုးတုံးတဲ့ဟာလေးပေါ့ခုပေါ့နော်ဒါ split screen တုံးတာကိုတော်တော်များများတုံးလာတော့မသိဘူးဒီမာတီဝင်းဒိုးမှာဒီကောင်နေပေါ့ on ထားတဲ့ဟိတ်ဆိုရင်ဆိုကြပါဆို YouTube ပေါ့နော် YouTube ကကျွန်တော် YouTube ကြည့်ရင်းနဲ့အခြားအလုပ်လုပ်ချင်တယ်ဆို YouTube ကိုဖွင့်လိုက်ဖွင့်လိုက်ပြီးရင်ကျွန်တော်လက်နှစ်ချောင်းနဲ့ swipe လုပ်လိုက်ပေါ့ swipe လုပ်လိုက်ရင်ဒီမှာကျွန်တော်တို့ split screen ဖြစ်သွားပြီနောက်တစ်ခုကဆိုကြပါဆိုကျွန်တော်ဓာတ်ပုံရိုက်ထားခြင်းအောက်ကဒါ YouTube ကြည့်နေရင်းနဲ့ အဲ YouTube ကိုကြည့်နေရင်လည်းကျွန်တော်ဒီမှာသွားပြီးတော့ဓာတ်ပုံရွေးတာဘာညာအားလုံးဒီမှာအာကျွန်တော်တို့ဒီဟာအောက်ကအဲတပ်ပုံရိုက်ထားတဲ့ဟာတွေကိုစမ်းပြီးရွေးပြီးကြည့်လို့ရတယ်ဒါကခုနက multi screen သုံးတဲ့ feature ပါ floating window သုံးခြင်းကအဲကျွန်တော် YouTube နဲ့ပဲစမ်းပြလိုက်ပြီပေါ့နော်သူကလို YouTube ဖွင့်လိုက်ဒီအောက်ကနှစ်ချောင်းတိုးလိုက်တဲ့ဟေးကျွန်တော် split screen ပေါ့တရေ down ကနေပြီးတော့ဆွဲလိုက်ရင်ဒီမဲ့အကွက်လေးပေါ်လာတယ်နော်ဘလောက်အရွယ်စား floating လောက်ပါတော့နှိမ့်လိုက်ရင်ဒါ floating window ဖြစ်သွားပါပြီ เนาะကြိုက်တဲ့နေရာကိုကျွန်တော်ရွှေ့ပြီးတော့သုံးလို့ရသွားပြီဒီလို floating window လည်းသုံးလို့ရတယ် split screen လည်းသုံးလို့ရတယ်ဗောနော်အဲဒါကတော့သုံးဖြစ်လာတော့မသိဘူးသုံးဖြစ်မယ်ဟိဆိုရင်เนาะဒါ split screen တို့ floating window ကဒီလိုနီးလန်းလေးနဲ့သုံးလို့ရတယ်ဆိုတာကိုအဲကျွန်တော်ကပြပေးခဲ့တာဖြစ်ပါတယ် game booster setting ဆိုတာပါမယ်ပေါ့နော်ဒါကတော့ game ဆော့တဲ့နေရာမှာကျွန်တော်တို့ performance နဲ့ဆော့မလား balance နဲ့ဆော့မလား battery saver နဲ့ဆော့မလားဒါကျွန်တော်တို့အသုံးဝမဲ့အားကြီးပေါ့နော်နောက် game motion smoothness ဆိုတာ game ဆော့တဲ့အချိန်မှာဒီ refresh rate တွေကို 16hz လား 120hz လားကျွန်တော်ဒီမှာရေးချယ်ပြီးတော့ထားလို့ရပါတယ်နော်ဒါတွေ ဒါတွေပဲပေါ့နော်အထွေထူးတော့မဟုတ်ဘူးပြီးရင်ကျွန်တော်တို့ screen resolution screen shot resolution ဘယ်လောက်ထားမယ်နောက် recorder 2ဆိုတာကျွန်တော်ဘယ်လို record လုပ်မယ်ဘာညာအားလုံးက gain နဲ့ဝင်ပြီးရင်လည်းကျွန်တော်ပြပေးမယ်ပေါ့နော်နောက်အသုံးများတဲ့ Jure Messenger Jure Messenger ကတော့ Facebook နှစ်ခုလို့ Viber နှစ်ခုလို့သုံးခြင်းနေဟိဆိုရင်ဒီကောင်လေးဖွင့်လိုက်တဲ့ဟိဆိုရင် Facebook နှစ်ခုကျွန်တော်တို့သုံးလို့ရမယ်ပေါ့နော်တပ်ပတီကလုံး software တွေထည့်စရာမလိုပဲနဲ့နောက် Galaxy Avatar ကတော့ကျွန်တော်တို့ပုံနဲ့ အဲရုပ်လေးတွေပေါ့နော် avatar ရုပ်လေးတွေကို avatar stick ကလေးလှုပ်ချင်တယ်ဟဲ့ဆိုရင် plus sign လေးနှိပ်ပြီးတော့လှုပ်လို့ရပါတယ်ဒါက event feature တွေမှာ click စရာ feature တွေအကုန်ပဲပေါ့နော်ပါဝင်တဲ့ camera လေးတွေကြည့်ရအောင်ပေါ့နော်အဲ့တော့ main camera 1x ကတော့ဒီအလေးအကောင်15 megapixel နော် 1x ပါကျွန်တော် ultra wide lens ကတော့0.5ဆိုတော့ဒီကောင်ပေါ့နော်ဒါ ultra wide lens ပါအပေါ်ကကောင်ပါပြီးရင်ကျွန်တော်တို့ macro camera 5 megapixel ကကျွန်တော်ပြမယ်ရိုက်ချင်မိုးကိုသွားသွားပြီးရင် မက်ခရိုရှိတယ်အဲ့ကောင်ကဒီအောက်ကောင်ကမက်ခရိုကင်မရာပေါ့နော်ဒါက1 cm အဲ2 cm ဝန်းကျင်လောက်ကနေကက်ရိုက်လို့ရတယ်ပေါ့နော်2 cm 3 cm ဝန်းကျင်ကနေရိုက်ချင်တယ်ပေါ့နော်ကက်ပြီးတော့ရိုက်ချင်ရိုက်လို့ရတယ်ဟာပါအဲ့တော့ပါဝင်တဲ့ feature တွေအနေနဲ့ကတော့ fan ဆိုတဲ့ feature ပါမယ်ပြီးရင် portrait ပါမယ် fan မှုမှာတော့ तू ကဒီအယုတ်လေးတွေအကောင်လေးကို sticker ပုံစံပေါ့နော်အဲ့လိုမျိုးကက်ရိုက်တာဖြစ်ဖို့များပါတယ်ပြီးရင်ကျွန်တော် portrait မှုပါမယ် photo ပါမယ် ဗီဒီယိုပါမယ်ဗီဒီယိုကတော့ဒီကောင်ကဘယ်လောက်ရိုက်လို့ရမလို့ဗီဒီယိုကကျွန်တော်တို့ UHD ဆိုတော့ 4K 30fps ရိုက်လို့ရပါမယ် selfie ကင်မရာမှာဆိုရင်တော့ 4K 30fps ရိုက်လို့ရပါမယ်เนาะ selfie မှာရောဖိုတိုမှာကျွန်တော်တကူပြဖို့ကြံတာက zoom ပေါ့เนาะ zoom ကဘယ်လောက်အနေထားဒီဆွဲလို့ရတော့ဆိုတော့ကျွန်တော်ကြည့်အောင်ဖိုတိုမှာဖိုတိုမှာအာ digital zone 10ht ရပါတယ်ပေါ့เนาะ digital zone 10ht ဆွဲလို့ရပါတယ် ဒါကသူ့ရဲ့ဖိုတိုဗီဒီယိုမှုမိုးထဲမှာအခုနကကျွန်တော် pro မှုပါမယ် pro ဗီဒီယိုပါမယ်ဒါကတော့ကိုယ်ကကင်မရာ setting တွေနားလိုက်တယ်ဟိတ်ဆိုရင်တော့ pro မှု pro ဗီဒီယိုနဲ့ဆိုရင်ပိုကောင်းတဲ့ပုံရိပ်တွေရိုက်လို့ရမယ်နောက် night မှုပါမယ် full ပါမယ် panorama macro super slow motion slow motion ပါမယ် hyperlapse ပါမယ် single take ဆိုပြီးတော့ဒါသူ့မှာပါဝင်တဲ့ feature တွေဖြစ်ပါတယ်။ Boeing Echo ကတော့ကျွန်တော်တို့ထုံးစံတိုင်းပြီးတော့နောက်မှာရိုက်ပြီးရင်ထည့်ပြလိုက်ပါမယ်။ A36 နဲ့ရိုက်ခဲ့တဲ့ sample phone တော်တော်များများထည့်ပြလိုက်ပါလေ။ကျွန်တော်တို့ outdoor indoor အထူးသဖြင့်ဟိုကုန်ပစ္စည်းလေးတွေရိုက်တဲ့နေရာရော landscape ရိုက်တဲ့နေရာရော portrait တွေနောက် selfie camera ရိုက်တဲ့နေရာမှာကျွန်တော်တို့ရိုက်ခဲ့မှုတဲ့ A35 ထက်ကော အဲ image processing ဘိုင်းမှာဒီနှစ်မှာတိတိတတ်တတ်တိုးတက်လာပြီးတော့ပုံမကောင်းမွန်လာတာတွေ့ရတယ်အဲဖုန်းကိုဖုန်းလိုပဲသုံးမယ်အဲဒီ Samsung လည်းကြိုက်နေတဲ့သူဆိုရင်တော့ကျွန်တော်အမြင်ဒီကင်မရာရုပ်ထွက်လေးကိုကြည့်ပြီးတော့ A36 လောက်ဆိုရင်တော့မစိုးဘူးဆိုတဲ့ခံစားချက်မျိုးရတယ်ပေါ့နော်ဒါ Samsung fan တွေအတွက်ဆိုလဲဒီလောက်ရုပ်ထွက်ဒီလောက်အနေထားက ဒါ AC A36 မှာရတယ်ဆိုတော့ကျင်းတ်စရာအနေထားရှိတယ်အဲပုံမှန်ကျွန်တော်တို့ကွန်ပျူစီလေးရိုက်တဲ့နေရာမှာ BB ဖြစ်တဲ့ color တွေကိုရတယ်လို့ white line နဲ့ ultra white line မှာတော့ color ဟိုဘယ်လိုပြောမလဲ high dynamic ရခြင်းနဲ့နည်းနည်းလေးပိုကောင်းခြင်းနဲ့ဟဲ့ဆိုရင်တော့ main camera နဲ့ရိုက်ပေါ့ ultra white line နဲ့ရိုက်တဲ့နေရာမှာတော့အနည်းငယ်တော့အယောင်လေးတွေဖြော့သွားတာမျိုးရှိတယ်ဒါပေမဲ့ဟိုဘာပြောပြောဒီပုံရိပ်မှာဒီဈေးနှုန်းမှာရတဲ့ရုပ်ထွက်အနေထား Samsung အနေနဲ့ဆိုရင်တော့ လက်ခံပြီးတော့တိုးတက်လာတဲ့ဖုန်းဖြစ်တယ်လို့ပြောလို့ရတယ်။ပုံရိပ်တော်တော်များများလည်းထည့်ထားတာဖြစ်တဲ့အတွက်အသေးစိတ်ကြည့်ကြည့်လိုက်ပါခင်ဗျာ။ဒီမဲ့လေကျွန်တော်တို့ဟို gain တက်ဖို့ feature လေးလို့ဒီမဲ့ပါတယ်ပေါ့နော်အ test production now screen shot ပါမယ် record ပါမယ် block app ပါနဲ့ now auto bright နဲ့ block PC ပါ냐ပါမယ်။ Pop app application ဆိုတာတော့ကျွန်တော် floating window နဲ့တူတယ်ဗော။ game store နေရင်တည်သွားတဲ့ဟိဆိုရင် floating window လေးလို့ video တွေဒီမှာကြည့်လို့ရအောင်လုပ်ပေးထားတာပါ။အဲ့တော့ Pop app ပေါ့နော်။ Mobile Legend ကို A36 မှာ block graphic ရအောင်သူက ultra super ရမယ်ဗောနော်။ graphic က ultra frame rate က super နဲ့ဆော့လို့ရပါမယ်။သူရဲ့ Cygen 3 SoC မှာပါ။နောက်ထပ်ကကျွန်တော် HOK ပေါ့နော် HOK မှာ block graphic နဲ့ဆော့လို့ရအောင်ကြည့်ရအောင်ပါ HOK တဲ့ HOK မှာက အ graphic က fps က high နဲ့ရပါမယ် resolution က a30 ရမှာပဲနော်ဒါကကျွန်တော် hok ဆော့ကစားရင်ရမယ် graphic setting မှာကျွန်တော် bench ကို glassy a36 မှာဆော့ကစားရင်ရမယ် graphic setting မှာအော်မဆိုးတော့မဆိုးဘူးပဲနော် h twin တော့ပွင့်နေတယ်နော် hd h twin နဲ့ hdr h twin ဆိုမဆိုးပါဘူးအဲ့တော့ smooth ကော smooth h twin ဆိုတော့ 60fps နဲ့တော့ကျွန်တော်တို့ကောင်းကောင်းဆော့လို့ရပါမယ်။နောက် balance h twin hd h twin HDR H twin เนาะအဲ့တော့မစိုးပါဘူးဗျာเนาะသူ့စစ်ချန်3က 60fps တော့ကောင်းကောင်းဆော့လို့ရပါလိမ့်မယ် Air Thrust HDR ဆိုရင်တော့ Air Thrust ထိပွင့်နိုင်နေပေါ့เนาะကဲထားပါပြီးရင်ကျွန်တော် sensitivity ပေါ့เนาะ gyroscope sensor လေးပါလာပေါ်လာတော့ခဏလေးတစ်ချက်သူ့ရဲ့ကျွန်တော်တို့ training room ထဲမှာဝင်ပြီးတော့ gyro လေးနည်းနည်းလေးစမ်းကြည့်အောင်ပေါ့เนาะကျွန်တော်ဒီတိုင်း gyro sensor ကတော့ပေါ်လာမြင်ရပါတယ်ပေါ့เนาะ ငယ်အဲ့တော့စကုတ်ချိန်ပြီးတော့တစ်ချက်ဖြစ်ကြည့်အောင်ဘယ်လိုအနေထားရှိတုံးသိအောင်အဲ့တော့ပေါ်တယ်ပေါ်တယ်ဘရိုပေါ်တယ်ပေါ်တယ်စကုတ်ကနော်ဒီမယ်ပေါ်ပါလေအဲ့တော့စကုတ်ချိန်ရင်လည်းပေါ်ပါလေအပူပါညာတော့မပြောတတ်ဘူး smooth h string နဲ့ဆော့မယ်ဟိတ်ဆိုရင်တော့ဆော့လို့ရနိုင်တဲ့အနေထားရှိတယ်ပေါ့နော်နောက်ဆုံးကျန်တာကတော့သူ့ရဲ့ speaker နဲ့ရုပ်ထွက်လေးကိုကျွန်တော်နည်းနည်းလေးဆင်ကြည့်အောင် speaker က အဂျူရယ်စတီရီယိုစပီကာပါပါတယ်ပေါ့နော်အဲ့တော့ဘလို့အတန်အတွက်ရှိတော့ဘလို့ရုပ်ထွက်ရှိတော့ကြီးလိုက်ရအောင်ပါさあ ကဲအဲ့တော့မြင်တွေ့ခဲ့တဲ့အတိုင်းပါပဲ resolution တွေကကျွန်တော်တို့ပုံမှန်တွေ့နေကြတဲ့ဖုန်းတွေလို 2K လို 1.5K resolution တွေမဟုတ်ပြီမဲ့ပြတဲ့အကြောင်း color saturation တွေ brightness တွေက Samsung panel ရဲ့ထုံးစံတိုင်းအကြည့်လို့ခန်းစားလို့ကောင်းပါတယ်အတန်အင်းနဲ့ဆိုရင်တော့အရင်ကြီးတော့ကျွန်တော်တို့ studio speaker ပါတယ်ဆိုပြီးမဲ့အပေါ်က valence တော့မဖြစ်ဘူးအပေါ်ကနည်းနည်းလေးမဆိုးသလောက်လေးတိုးတယ်အတန်အင်းလည်း decibel အနီးကဆိုအရင်ကျကျကြီးမှုတ်ပြီးမဲ့နားထောင်ရတဲ့နေရာမှာတော့အတန်ရဲ့ကြည်လင်ပြတ်သားမှုရော ရတဲ့ bass တန်ကိုတော်တော်အဆင်ပြေပြေခံစားလို့ရတဲ့ speaker တွေပါဝင်တဲ့ဖုန်းတစ်လုံးလို့ပြောလို့ရပါတယ်။အခုလောက်ဆိုရင်တော့ A36 ရဲ့အခြေအနေအားလုံးကိုမြင်တွေ့ခဲ့ပြီလို့ထင်ပါတယ်။ Big quality design ဌာနကတော့အနကိုမြင်တွေ့နေကြပုံစံအတိုင်းပဲဖြစ်လိမ့်မယ်။တိုးတက်လာတာက Galaxy Bit W+ တုံးထားတဲ့ရှင်းမြတ်နေပြင်ချမ်းခံနိုင်မှုပိုကောင်းလာတယ်။အဲ Samsung ရဲ့ Advance AI ကိုဒီကောင်မှာတုံးလို့ရတာပုံမိုက်လာတဲ့အချက်ပေါ့နော်။ Battery 9000 mAh 45W ကတော့ဒီ 5သိန်း8000ခွဲဝန်းကျင်ဈေးမှာအဲနည်းနည်းများရဲဆိုတာတဲ့တွေးနေကြပါတော့ကုမ္ပဏီလုံးတွေမှာတွေးနေကြအနေထားကိုပဲတုံးရမယ်အဓိကဒီကောင်းကိုဘယ်လိုလူတွေရွေးချယ်တော့တင်တော့ဆိုတော့ဟို core coring တုံးမဲ့သူတွေအထူးသဖြင့်စီးပွားရေးသမားတွေ Samsung ကြိုက်တဲ့သူဆိုရင်တော့သိကြတဲ့ A36 ကရွေးချယ်တဲ့နဲ့ဖုန်းတလုံးလို့ပြောလို့ရတယ်ကော်ရကော်တာအဆင်ပြေသလိုရတဲ့ပါတဲ့ကင်မရာဆက်တဲ့အနေထားကြီးကပုံထွက်အနေထားတွေဒီအဲ တော်တော်ကျွန်တော်တို့သုံးနေကြ Samsung A series တွေမှာတိုးတက်လာပြီးတော့ဒီဈေးတဲ့အနေနဲ့ဆိုရင်တော်တော်ကောင်းတဲ့ရုပ်ထွက်ကိုရတဲ့ကင်မရာ ပါတဲ့ဖုန်းလို့ပြောလို့ရတယ်အပါဝင်တဲ့စစ်ချန် 3SOC ကဘာပြောပြော daily drive သုံးမယ် gain တစ်ခါတလေစောမဲ့သူတွေအတွက်လည်းလုံလောက်တဲ့အနေအထားမှာတော့ရှိတယ်တေချာတာကကိုက Samsung A series fan ဖြစ်နေတယ်ဖုန်းချင်းမှုစဉ်းစားနေတဲ့ဟိတ်ဆိုရင်တော့ Galaxy A36 ကဈေးမနှဲလို့မများလို့ပေါ့နော်15သိန်းဝန်းကျင်ရွေးချယ်တဲ့နဲ့ကုမ္ပဏီဖုန်းအလုံးလေးထဲမှာထည့်လို့ရတဲ့ဖုန်းတစ်ခုဖြစ်တယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာတင်အဆုံးသတ်ချင်ပါတယ်အားလုံးပိုင်းပိုင်ပါ thank you Here we go.